မြန်မာလူနာတွေအတွက် medical check up အတွက်ရောခွဲစိတ်မှုမျိုးမျိုးအတွက်ဈေးနှုန်းတင်းတဲ့နဲ့ဆေးရုံတစ်ခုဖြစ်တဲ့နာကတွန်ဆေးရုံကြီးကိုကိုယ်တိုင် တွားရောက်လည်လာခဲ့ပါတယ်။ဆေးရုံရဲ့ဘေးကရက်မှာတဲ့ဟိုတယ်ရှိရတဲ့အတွက်ကြောင့်ဟိုတယ်နဲ့ဆေးရုံကိုရှောင်းလန်းထားဆက်ထားပေးတယ်။အာဒါကြောင့်မို့လို့လူနာတွေအတွက်ကိုဆေးရုံလာလို့လမ်းပိတ်တာအချိန်ကုန်တာခီးပင်မန်းတာမျိုးမရှိရတဲ့အတွက်ကြောင့်လူနာတွေအတွက်ပို့ပြီးတော့အဆင်ပြေစီပါတယ်။ ေးရုံရရှိတဲ့တဲ့မှာရေ food court ကစားတောက်ဆိုင်ဈေးရုံပေါ်တော့ရှိရတဲ့ကြောင့်မို့လို့လူနာရီအတွက်ရောလိုက်ပါလာတဲ့မိသားစုဝင်တွေအတွက်ပါအစားအသောက်အတွက်စိတ်ပူစရာမလိုတော့ပါဘူးဈေးရုံနေဦးသွားပြီးလေ့လာကြည့်ရအောင်နော်ဒီ ਉਹਨੇ ဝင်လိုက်ပြီဆိုတာနဲ့ညာဘက်ချမ်းမှာ information counter ရှိပါတယ်ဒီ information counter မှာ passport ရဲ့ appointment slip ပြပြလိုက်လို့ရှိရင်သက်ဆိုင်ရာဘာသာပြန်ကနေပြီးတော့ဆက်ပြီးတော့ဆောင်ရွက်ပြီးမှဖြစ်ပါတယ် ဂျန်ကောက်ကစီယုံနေတဲ့ထုံးစံတိုင်းပေါ့နော်စီယုံပြင်ဆင်နေက shopping center တခုရောက်နေတယ်လို့စိတ်သက်သာရာရစီရမှုလို့ခုနာဂျီနာမတ်ပြတဲ့ပုံလေးရိုက်ဖြစ်ခဲ့ပါတယ်နာကတ်တုံးစီယုံဒီမှာဆိုလို့ရှိရင်ကွန်ပျူတာဓာတ်မှန်စစ်ဆေးခြင်းအတွက်ညံနုံးမြင့် CT scan 443 slide နဲ့စစ်ဆေးပေးရမလို့ယောဂါရှာဖွေမှုမှာပို့ပြီးကြည့်ကြရတယ်။ contrast စီရီထိုးရတဲ့ပမာဏကိုလည်းလျှော့ချပေးရတဲ့အတွက်ကြောင့်လူနာရီအတွက်ပေါ့နော်ဘေးလွတ်ဆိုးကျိုးပို့ပြီးရောရောကြစီပါတယ်။ ခလိကနေပေါ်တက်လာရင်တော့အလားပါဆိုင်ရာအထူးကုဌာနကျောရိုးစစ်ခွဲစစ်အထူးကုဌာနတို့ရှိပါတယ်။နောက်ကတုံစီယုံကြီးမှာကျောရိုးစစ်ခွဲစစ်မှုအတွက်ကို OM navigation ကိုအသုံးပြုပါတယ်။ခွဲစစ်မှုကပိုပြီးတိကျတဲ့အတွက်ကြောင့်ခွဲစစ်မှုရာဂိုင်းတော့ပိုပြီးများတယ်။အာယုံကျောထိခိုက်မှုနည်းတယ်။ကျောရိုးပုံမှန်နဲ့လူနာတွေကိုခွဲစစ်တဲ့အခါမှာပိုပြီးတော့ခွဲစစ်မှုတိကျတယ်။ခွဲစားရသေးတဲ့အတွက်ကြောင့်မို့လို့ခွဲစိတ်ပြီးရင်နောက်မှာနာကျင်မှုနည်းသလိုနလန်ထစိန်လည်းပိုပြီးတော့မြန်စီပါဗျာ။ ာခတ်သွန်စီယုံကြီးဟာသူခုဌာနအစုံလင်းနေပေါ့နော်ဥတာပေးနေတဲ့စီယုံကြီးတစ်ခုဖြစ်ပါတယ်။တွားနှစ် green အထူးကုဌာနနားလကောင်းလေချောင်းအထူးကုဌာနအမျိုးသမီးမိရအထူးကုဌာနမျက်လုံးအထူးကုဌာနကလေးယောဂအထူးကုဌာနနှလုံးခွဲစိတ်ကုသမှုအထူးကုဌာနပေါ့နော်။စားရဌာနတွေကိုလည်းရောက်ရှိခဲ့ပါတယ်။ လေးကတော့ roof garden area ဖြစ်ပါတယ်လူနာတွေလူနာမိသားစုဝင်တွေဒီမှာလာပြီးတော့လေကောင်းလေတန်းရှူလို့ရတယ်ခဏတာအနားယူပန်းဖြေလို့ရပါတယ်ကလေးမူခွားမဲ့မိခင်တွေအတွက် VIP အတွင်းလူနာခန်းကိုလည်းအလေရောက်ရှိခဲ့ပါတယ်။ ဒီစည်းရုံမှာကဗန်ကောက်မှာရှိတဲ့မြန်မာမျိုးသမီးတွေပေါ့နော်ကလေးမိဖကြမှုတက်ကိုရွေးချယ်ကြတဲ့စည်းရုံတွေကတခုဖြစ်ပါတယ်။ ဒီနေရာကတော့ medical check up ဆက်စီမဲ့သူတွေအတွက် wellness center ဖြစ်ပါတယ်။ရှေ့က lobby မှာ registration သွင်းနိုင်ပါတယ်။ medical check up ဆက်စီမဲ့သူတွေဟာဒီသက် center မှာဆက်စီရတာမို့လို့တခြားလူနာတွေအနေနဲ့ပေါ့နော်အတူတူဓာတ်မှန်ရရတာ ultra sound ရရတာမျိုးစောင့်စားရတာမျိုးမရှိရတဲ့အတွက်ကြောင့်မို့လို့အာဒီဆက်စီမှုကပို့ပြီးတော့မြန်ဆန်တဲ့ယောဂကုသမှုနှုံးလည်းမရှိတော့ပါဘူး။ ီနေရာလေးကတော့ medical check up စစ်ဆေးမှုမလုပ်ခင်အခြေခံစစ်ဆေးမှုတွေ ဖြစ်တဲ့အရက်တိုင်းနာပေါင်ချိန်နာသွေးပေါင်ချိန်တိုင်းနာအောက်ဆီဂျင်သွေးခုန်နှုန်းစတာတွေကိုစမ်းသပ်စစ်ဆေးရနေရဖြစ်ပါတယ်ဒါကတော့ medical check up ဆီစီပြီးရဲ့အခါမှာသွေးဖြည်တွေအခြားဆီစီမှုဖြည်တွေကိုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပေးတဲ့နေရာဖြစ်ပါတယ်။ ီနေရာက medical check up ဆစ်စီမဲ့လူနာတွေအတွက်ပြီးသန့်စီစဉ်ထားတဲ့ဓာတ်မှန် ultrasound အယူသိကိစားပြင်သားဓာတ်မှန်ဆစ်စီတဲ့နေရာပါခံပြွန်တရီကိုဝင်ဆောင်ခြင်းအတွက်ကိုလည်းပြသနိုင်တဲ့ Gift Fertility Center ကိုလည်းရောက်ရှိခဲ့ပါတယ်။ ဒေတာနဲ့တုတ်ဖို့အရေးကြီးကိုခွဲခြားစိတ်ဖြာစစ်ဆေးရတဲ့နေရာမှာ AI နည်းပညာတွေတုံ့ပြန်ထားရတဲ့ကြောင့်မို့လို့တတိအောင်နိုင်ခြင်းနဲ့ပုံများတယ်။ဒါကြောင့်မို့လို့ဖန်ပြွန်တတိသားအောင်မြင်မှုရာခိုင်နှုန်းများတဲ့စီယုံကြီးတစ်ခုဖြစ်ပါတယ်။ဒါကတော့ Nagaton စီယုံကြီးရဲ့ achievement စုတစိမ့်များဖြစ်ပါတယ်ရှင်။မပြန်ခင်လေးမှာနဂတ်တန်စေးယုံကြီးရဲ့နမဲကြီးစင်တာတစ်ခုဖြစ်တဲ့ကတ်လက်ကိုလည်းရောက်ရှိခဲ့ပါတယ် ဒီကတ်လတ်မှာဆိုလို့ရှိရင် Bind Plain Digital Subscription and Geography နီးနဲ့နှလုံးနဲ့ဥကောင်းတွင်းသွေးကြောများကိုခွဲစိတ်မှုမလိုဘဲနဲ့တိကျစွာယောဂရှာဖွေနိုင်မှာဖြစ်ပါတယ်စီယုံတစ်ခုလုံးနဲ့နေအောင် hospital တို့လည်လာပြီးပြီဆိုတော့နာခတ်တုံစီယုံကြီးမှာသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အမတ်ကြီးအတပ်ပုံလေးတစ်ဖက်ရိုက်ပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။မြန်မာလူနာတွေအတွက်ဈေးနှုန်းတင်းတင်းပြီးကုသမှုအဆောင်ရတဲ့နာခတ်တုံစီယုံကြီးအကြောင်းကိုဒီဗီဒီယိုလေးနဲ့ညွှန်ဝေပေးလိုက်ပါရစေ။